အထက်မြို့တော်ဘီလ်ဒိုဘာနဲ့အောက်မြို့တော်ဇောင်းတို့စစ်ပွဲဖြစ်ထားတဲ့မိကုံးမုံနေကြမှာဗိုင်ဆိုရဲကောင်မလေးကသူ့ရဲ့ညီမဖြစ်သူပေါင်တာကိုလက်ဆွဲပြီးထွက်လာနေပါတယ်။မိဘတွေရဲ့ရုပ်အလောင်းနဲ့အပြင်ဗန်ဒါလို့ခေါ်တဲ့လူတစ်ယောက်ကတန်လန်းအိတ်နဲ့အန်ဖိုစာတစ်ယောက်ကိုရိုက်နှက်နေခဲ့ပါတယ်။ဗန်ဒါကလက်အိတ်ကိုချွတ်လိုက်ပြီးဗိုင်နဲ့ပေါင်တာနှစ်ယောက်စလုံးကိုသူတို့ရဲ့အိမ်ဖြစ်တဲ့အောက်မြို့တော်ဇောင်းစီကိုပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။ဗန်ဒါနောက်ကိုလိုက်သွားရင်ဗိုင်ကအထက်မြို့တော်ဘီလ်ဒိုဘာနဲ့သူ့မိဘတွေကိုတတ်ခဲ့တဲ့အန်ဖိုစာတွေကိုယဉ်နာနာနဲ့ကြည့်နေခဲ့ရပါတယ်။နှစ်အနေငယ်ကြပြီးတဲ့အခါဗိုင်ပေါင်တာတို့နဲ့အတူသူတို့ရဲ့တငယ်ချင်းတွေဖြစ်တဲ့မိုင်လိုကလကာတို့ကအထက်မြို့တော်ဘီလ်ဒိုဘာရဲ့အိမ်ခေါင်မူတွေပေါ်ကနေ ဖူစာဆောင်တွေကိုရှောင်ပြီးတခုခုလုပ်ဖို့ကြံစီနေကြပါတယ်။ပေါင်တာကခေါင်မိုးတွေကိုခုံကူဖို့တွန်းဆုံနေပေမဲ့အာတင်းပြီးခုံကူခဲ့ပါတယ်။ဗိုင်းနိုအဖွဲ့ကတိမ့်ပန့်ပစ္စည်းတွေနဲ့ပြည်နေတဲ့အိမ်တွင်းကပစ္စည်းတွေကိုလာကူကြတာဖြစ်ပါတယ်။ဗိုင်းနိုတွေအဖိုးတန်ပစ္စည်းတွေအားလုံးကိုထည့်နေကြခြင်းပေါင်တာကအခန်းတစ်ခုထဲကပစ္စည်းထဲမှာအပြာရောင်တောက်နေတဲ့ကြောက်တုံးလေးတွေကိုတွေ့သွားခဲ့ပါတယ်။အိမ်ရှိကိုလူတယောက်ယောက်လာလို့ပေါင်တာကကြောက်တုံးတွေကိုအမြန်ယူထည့်ရင်ပြုတ်ကျသွားတဲ့ကြောက်တုံးတစ်ခုကပောက်ကွဲမှုကြီးတစ်ခုဖြစ်သွားပြီးအန်ဖိုစာတွေကိုတတိပေးသလိုဖြစ်သွားခဲ့ပါတယ်။ဗိုင်းနိုတွေလည်းအလင်းအမြန်အညစ်အကြေးပိုက်တွေကနေလစ်ထွက်လာပြီးဇောင်းကိုပြန်လာခဲ့ကြပါတယ်။ပြန်လာနေရင်လမ်းမှာဓာတ်ကနဲ့ သူ့ရဲ့အပေါင်းအပါတွေကဗိုင်နိုရဲ့ပစ္စည်းတွေကိုလူယူဖို့လုပ်တာကြောင့်ဗိုင်နိုလည်းပြန်လည်တိုက်ခိုက်နေရပါတယ်။အဖွဲ့တွေကအငဲဆုံးဖြစ်တဲ့ပေါ်တာကတော့ကြောက်ကြောက်လန့်လန့်နဲ့ပစ္စည်းအိတ်ကိုယူပြီးထွက်ပြေးလာခဲ့ပါတယ်။အဖွဲ့တွေကတယောက်ကပေါ်ဒါနောက်ကိုလိုက်လာတာကြောင့်ကိုယ်တိုင်ပြုတ်လုထားတဲ့ဘောင်းတစ်ခုနဲ့ပြစ်လိုက်ပြီးမဲ့အလုံးမဖြစ်တာကြောင့်ရွေးစရာမရှိတော့တဲ့အစုံပါလာတဲ့ပစ္စည်းတွေကိုမြင်းထဲပြစ်ချပြီးပြေးလာခဲ့ပါတယ်။ဇောင်းကိုပြန်ရောက်တော့မိုင်လိုကပစ္စည်းတွေဆုံးချွန်ရတာနဲ့ပတ်သက်ပြီးပေါ်ဒါကိုမကျင်မနှက်ဖြစ်နေခဲ့ပါတယ်။ကိစ္စတစ်ခုခုမှာပေါ်ဒါပါလာတာနဲ့တစ်ခုမဟုတ်တစ်ခုဖြစ်တဲ့ကြောင့်ပြောပြနေပါတယ်။ဇောင်းကိုပြန်ရောက်တော့ဗန်ဒါရဲ့အဘားစီကိုဥတီပြီးသွားခဲ့ကြပါတယ်။ဗန်ဒါကအထက်မြို့တော် ်မှာပောက်ကွဲမှုဖြစ်တဲ့အကြောင်းနဲ့ကလေးလေးရောက်ပြေးသွားတဲ့အကြောင်းဒီအားလုံးကိုကြားထားခဲ့ပါတယ်။ဖိုင်နိုလည်းဖုံးမရဖိမရဖြစ်နေတာကြောင့်ဘန်ဆိုစီကနေအိမ်ကြောင်တိခဲ့ရတာဖြစ်ကြောင်းကိုပြောပြလိုက်ရပါတယ်။ဗန်ဒါကမိုင်လိုကလကာနဲ့ပေါက်တာတို့ကဗိုင်းပေါ်ကိုမိကိုနေရတာမို့လို့သူတို့အတွက်လည်းထည့်စင်စားပေးဖို့လိုတဲ့အကြောင်းဆုံးမနေပါတယ်။အထက်မြို့တော်မှာပြဿနာတစ်ခုခုရှာလိုက်ရင်အန်ဖူစာတွေကဇောင်းစီကိုရောက်ရောက်လာတဲ့အကြောင်းလည်းရှင်းပြနေပါတယ်။ဒါကြောင့်ဘန်ဆိုနဲ့စကားပြောဖို့ထွက်လာခဲ့ပါတယ်။ဖိုင်နိုနောက်ကိုအန်ဖူစာတွေမဟုတ်ပဲအောက်မြို့တော်ကတယောက်ယောက်ကလိုက်နေသေးတဲ့အကြောင်းဗန်ဒါကပြောပြနေပါတယ်။တကယ်တော့ဘန်ဆိုစီမှာအလုံးလုံးနေတဲ့အကူစီကနေအိမ်လိပ်စာအကြောင်းကိုသိ ိခဲ့ရတာဖြစ်ပါတယ်ကလကာနဲ့အန်ကိုစကားပြောနေချိန်အန်ဖူဇာတွေရောက်လာလို့ကလကာလည်းအလင်းမြန်ပြေးလိုက်ရပါတယ်အန်ဖူဇာတွေကဗန်ဒါရဲ့လူတွေအထက်မြို့တော်ကိုပြသနာလာမှရှိုင်းဗန်ဒါပါလို့လို့လွတ်ပေးမယ်ဆိုပြီးအပေးယူလုပ်ထားပါတယ်ဗန်ဒါနဲ့အပေးယူလုပ်ထားတဲ့အန်ဖူဇာကအောင်းမြို့တော်ကလူတယောက်ကိုတရက်အတွင်းရောင်ပြအနေနဲ့ထောင်ထဲကိုထည့်မပေးနိုင်ရင်အုပ်စုလိုက်လာစုံစမ်းတော့မှဖြစ်ကြောင်းပြောပါတယ်ဗန်ဒါကသူ့လူတွေကိုထည့်မပေးနိုင်တာကြောင့်စိတ်ပြောင်းသွားရင်ဆက်သွယ်လာဖို့အန်ဖူဇာကပစ္စည်းတစ်ခုပေးပြီးထွက်သွားခဲ့ပါတယ်အကိုကခိုးနှားထောင်နေရင်ဗန်ဒါနဲ့အန်ဖူဇာတွေသဘောတူညီမှုယူထားတဲ့အကြောင်းကိုသိသွားခဲ့ပါတယ်တစ်ဖက်မှာတော့စိတ်မကောင်းဖြစ်နေတဲ့ပေါင်ဒါ ာကိုနှစ်သိပ်ပေးဖို့ဘိုင်ကအင်ခေါင်မူတစ်ခုပေါ်ကိုခေါ်လာပြီးမိုင်လုံနဲ့ကလပ်ကအကြောင်းကိုပြောပြနေရတယ်။ပေါင်တာကပီလ်ဒိုဘာကယူလာတဲ့ကြောက်တုံးတွေကိုဗန်ဒါကိုပြဖို့ပြောပေးမိမယ်။ဖိုင်ကဒါရီအားလုံးကိုလှုပ်ဝက်ထားဖို့ပဲပြောရတယ်။တစ်ဖက်မှာတော့ဒက်ကကိုအမိုင်းရွန်းတဲ့လူတစ်ယောက်ကဗိုင်တို့ကိုနောက်ရောက်ခံလိုက်ခံတာကိုဝင်ဆွတ်ဖက်လာလို့ဆုံးမနေပါတယ်။အမိုင်းရွန်းတဲ့လူကခင်းရောင်စည်းရည်တစ်မျိုးကိုစမ်းသပ်နေခဲ့တာဖြစ်ပါတယ်။စည်းရည်ကိုစမ်းသပ်ဖို့ကြော့တကောင်ကိုတိုက်လိုက်တဲ့အချိန်ကြွက်ကဒရေပြောင်းပြီးကြောင်တကောင်ကိုအသာလေးတပ်ပစ်လိုက်ပါတယ်။ဒီစည်းရည်ကအလုတ်ဖြစ်နေတာကြောင့်ပထမအဦးဆုံးလူစမ်းသပ်ခံအနေနဲ့ဒက်ကနဲ့စမ်းသပ်ဖို့ပြင်လိုက်ကြပါတယ်။